ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဒေါအောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရကဒီမိုကရေစီစနစ်ကိုရည်ရွယ်ချက်ရှိရှိနဲ့ဖျက်ဆီးခဲ့မှုကိုအကြမ်းဖက်စစ်ခွေးတပ်ကပြန်လည်ပြီးတော့တီဆောက်ပေးနေတာဖြစ်တယ်လို့အကြမ်းဖက်စစ်ခွေးရဲ့ပြောရေးဆိုခွင့်ရဇော်မဲလုံးကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီကနေ့စစ်တပ်ရဲ့လက်ကင်တုပ်ဝါရဖြန့်သတင်းစာများကနေတဆင်ဇုံမေးလုံးကအခုလိုပြောဆိုလာခြင်းဖြစ်တယ်လို့သိရပါဗျ။ NLD အစိုးရနဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က2020ရွေးကောက်ပွဲကျင်းပခဲ့တော့လဲမဲပေးပိုင်ခွင့်မရှိတဲ့သူတွေဟာ38တန်းခန့်ရှိတဲ့တဲကမဲမတမာမှုဖြစ်နိုင်တဲ့အရေးအတွက်10တက်သမ4တန်းခန့်ရှိတယ်လို့ဖော်ပြထားပါဗျ။အဲ့ဒီကိစ္စကိုဖြေရှင်းပေးရန်အချိန်ချင်းတောင်းဆိုခဲ့တော့လဲလွတ်တော်ခေါ်ယူပြီးတော့အစိုးရဖွဲ့ရန်အတင်းအဓမ္မဆောင်ရွက်ခဲ့တဲ့အတွက်စစ်တပ်က ာဏာသိမ်းယူခဲ့ရခြင်းဖြစ်တယ်လို့၎င်းကပြောဆိုထားပါတယ်။မဲမတမာမှုဖြစ်ခဲ့တာကိုတရားနည်းလမ်းကျဖြေရှင်းမပေးဘဲနိုင်ငံတော်အာဏာကိုအရမနီးနဲ့ရယူဖို့စ조사ခဲ့တဲ့ NLD အစိုးရနဲ့သူတို့ဖွဲ့စည်းပေးထားတဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ကသာပြည်သူလူထုတရက်လုံးနဲ့နိုင်ငံတော်ရဲ့စစ်မှန်စည်းကမ်းပြေဝတဲ့ပါတီစုံဒီမိုကရေစီစနစ်ရှောက်လန်းမှုကိုရည်ရွယ်ချက်ရှိရှိဖျက်ဆီးခဲ့ခြင်းသာဖြစ်ပါတယ်။ပြည်သူတွေလိုလားတောင်းတခဲ့တဲ့ဒီလိုဖျက်ဆီးခံရတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုကျွန်တော်တို့ကနီးစနစ်ကျစွာပြန်လည်တည်ဆောက်ပေးနေခြင်းဖြစ်ပါတယ်လို့ အကျန်းဖတ်အောက်တန်းစားဇော်မဲလုံးကပေါ့လို့ပဲစားပြောဆိုလိုက်ပါတယ်လက်ရှိမှာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကွဲပြားခြားနားတဲ့နိုင်ငံတကာတုံ့ပြန်မှုများရှိနေတော့လေမိဖတ်နိုင်ငံများကအတိမတ်ပြုတ်ထားတယ်လို့၎င်းကဆက်လက်ပြောပါတယ် မြန်မာနိုင်ငံသားတွေရဲ့အနာဂတ်ကိုမြန်မာနိုင်ငံသားတွေကပဲဖန်ပြီးပိုင်ခွင့်ရှိပါတယ်မြန်မာအရေးကိုရွေးကောက်ပွဲမဲပေးတဲ့ကျွန်တော်တို့နိုင်ငံသားတွေကပဲအတိမတ်ပြုဆုံးဖြတ်ရပါမယ်ဒါဆိုရင်လုံလောက်နေပါပြီလို့ဇော်မဲလုံးကပြောဆိုလိုက်ပါတယ်မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲအပေါ်မိဖက်နိုင်ငံများရဲ့ထောက်ခံမှုများအခိုင်အမာရရှိထားပြီးဖြစ်ကြောင်းမဲမသားမှုများမရှိစေရန်ခင်မီနီးပညာသုံး MVVM ဆက်များကိုလည်းအသုံးပြုထားကြောင်း ။ဒါကြောင့်ရွေးကောက်ပွဲကနေထွက်ပေါ်လာတဲ့လွတ်တော်ကဂုံတိတ်ခါရှိတဲ့လွတ်တော်တရားအဖြစ်နဲ့ကဘာကိုချပြနိုင်မှာဖြစ်တယ်လို့ပေါ့လို့ပဲစားအောက်တန်းစားစကားတွေကိုဇော်မဲလုံးကပြောဆိုသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။